ကိုကိုကြီးဦးဆောင်တဲ့ပြည်သူပါတီကလွတ်တော် ကိုယ်စားလှယ်လောင်းတူဖြစ်သူဦးလွင်မြင့်က မဲဆွယ်စည်းရုံးစဉ်2021ခုနှစ်ဆရာနာသိမ်းမှုနောက်ပိုင်းဖြစ်စဉ်ကို အရေးတော်ပုံတော်လန်ရေးစတဲ့စကားလုံးများသုံးနှုန်းခဲ့တာကြောင့်စစ်တပ်လက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကဦးလွင်မြင့်ကိုအရေးယူသွားမယ်လို့သိရပါဗျ။ပြည်သူပါတီကိုယ်စားလှယ်လောင်းဦးလွင်မြင့်ဟာ 2021ခုနှစ်အရေးတော်ပုံဆိုတဲ့ဇဂရက်ကိုထဲသွင်းပြောဆိုမဲဆွယ်ခဲ့တဲ့အကြောင်းအရာကသာမှန်ကန်ရင်ဆက်လက်အရေးယူဆောင်ရွက်သွားမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။ဥလွင်မြင့်ကသူ့ရဲ့ရုပ်တံဖိုင်မှာ သူ့ရဲ့နိုင်ငံရေးမျိုးဆက်30အကြောင်းကိုပြောကြားခဲ့ပြီး၎င်းရဲ့ဖခင်၎င်းနဲ့၎င်းရဲ့သားဖြစ်သူအထိ2021အရေးတော်ပုံမှာပါဝင်ခဲ့တာကြောင့်မျိုးဆက်အဆက်ဆက်ထောင်ချခဲ့တယ်လို့ ထည့်ပြောထားတာဖြစ်ပါတယ်။တင်ကန်းကျွတ်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းဦးလွင်မြင့်က သူ့ရဲ့သားက2021ခုနှစ်အရေးတော်ပုံမှာပါဝင်ခဲ့ကြောင်းမကြသေးမီကမှထောင်မှလွတ်မြောက်ခဲ့ကြောင်းဒါအပြင်မဲဆွယ်စီယုံရီလက်ကမ်းကြော်ညာစာမှာဆရာနာသိမ်းမှုကိုစန့်ကျင်တဲ့2021ခုနှစ်ຫນွေဦးတော်လန်ရေးလို့သုံးလုံးဖော်ပြခဲ့ကြောင်းအလားတူ ထောင်တွင်းနိုင်ငံရေးအကျဉ်းသားများအတွက်ငွေကြေးနဲ့ထောင်ဝင်စာ တတတအားပါဝင်ကူညီခဲ့ကြောင်းပြောဆိုခဲ့ကမဲဆွယ်စည်းရုံးတဲ့ရုပ်တံကိုထုတ်လွှင့်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲကျွန်တော်သားကတော့အခု2021ဒီအရေးတော်ပုံမှာထပ်မံပြီးတော့ကြာခဲ့တာပြီးကြတဲ့လပိုင်းကပဲ ပြန်လွတ်လာတာဖြစ်တယ်။စစ်တပ်ထောက်ခံသူတွေရဲ့ဥလွင်မြင့်ကိုအရေးယူပေးဖို့စော်မှုတွေနောက်မှာပြည်သူ့ပါတီရဲ့တက်တော့အကောင့်မှာတင်ထားတဲ့အဲ့ဒီရုပ်တံဖိုင်ကိုတော့မတွေ့ရတော့ပါဘူး။ ဦးလွင်မြင့်မှာနိုင်ငံရေးအကျဉ်းသားဟောင်းတစ်ယောက်ဖြစ်ပြီးတင်ငန်းကျုံမြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ရှင်ပြိုင်ဖို့မဲဆွယ်စည်းရုံးမှုတွေလှုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။အာနာသိန်းစစ်တပ်ကပြုလုပ်မဲ့2025ခုနှစ်ရွေးကောက်ပွဲမှာကိုကိုကြီးရဲ့ပြည်သူ့ပါတီကနိုင်ငံတော်မှာရှင်ပြိုင်မဲ့ပါတီဖြစ်က ကိုယ်စားလှယ်လောင်း912ဦးအထိဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။ တိုင်းမြန်မာနယ်စပ်ကုံသွေးရေးမြို့တစ်ခုဖြစ်တဲ့တနင်္သာရီတိုင်းနယ်ကမောတောင်မြို့ကိုနိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းမှာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဦးဆောင်တဲ့တော်လှန်ရေးပူးပေါင်းတပ်တွေကသိမ်းယူလိုက်တယ်လို့သိရပါဗျ။ဒါဟာတနင်္သာရီတိုင်းနယ်မှာပထမဆုံးသိမ်းယူနိုင်ခဲ့တဲ့မြို့လေးဖြစ်တယ်လို့သိရပါဗျ။မောတောင်မြို့ကို3ရက်အတွင်းတော်လှန်ရေးတပ်တွေကသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးလက်ရှိမှာပြည်သူစစ်တွေအပါအဝင်စစ်ကော်မရှင်တပ်သား42ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ထိုင်းနိုင်ငံဘတ်ချန်းကိုထွက်ပြေးသွားတဲ့စစ်သားများပြားရှိတယ်လို့လည်းသိရပါဗျ။မော်တော်မျိုးကိုစစ်ကောမရှင်ကလက်ရှိအချိန်ထိလေချောင်းတိုက်ခိုက်မှုတွေပြုလုပ်နေဆဲဖြစ်ပြီးတော်လိုင်းရေးတပ်ဖွဲ့တွေကလည်းနေမြေရှင်းလင်းရေးလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါဗျ။အဆိုပါမြို့သိမ်းတိုက်ပွဲကို KNU KNL ဦးဆောင်မှုနဲ့အတူ KNLA တမဟာလေးကတရင်203တရင်71 KNDO တရင်9တရင်72 မမပြည်သူ့လက်မြောက်ရေးတပ်မတော် BBLA Force for Federal Democracy တပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့သိရပါဗျ။အခုနှစ်ဩဂတ်လအတွင်းကရင်ပြည်နဲ့ထိစပ်နေတဲ့ထိုင်းမြန်မာအမှတ်နှစ်တံတားကိုစစ်အုပ်စုကပိတ်ထားခဲ့ချိန်ထိုင်းမြန်မာနှစ်ဖက်အာဏာပိုင်တွေညှိနှိုင်းမှုအတွင်းတနင်္လာရီတိုင်းတွေကနေဆက်ဂိတ်တွေကိုအသုံးပြုဖို့အတွက်စစ်ကောင်စီဘက်ကပြောဆိုမှုတွေရှိခဲ့တယ်လို့သိရပါဗျ။မောတောင်နေဆက်ဂိတ်ဟာနေ့စဉ်ပြင်းမြကုန်သွယ်မှုတန်ဖိုးအမေရိကန်ဒေါ်လာ6သန်းခန့်ရှိပြီး အာနာသိန်း၅နှစ်တာကာလအတွင်းစစ်အုပ်စုကတောက်လျှောက်ထိန်းချုပ်ခဲ့တဲ့မော်တော်မျိုးကိုတော်လန်ရေးတပ်တွေကအပိသက်သိမ်းယူနိုင်ခဲ့တာပါစစ်ကောင်စီဘက်ကတော့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့မော်တော်မျိုးကိုလက်လွတ်လိုက်ရတဲ့အတွက်ကံယိုရန်စစ်ဌာနချုပ်ကာယခတိုင်းမှုဗိုလ်ချုပ်ကြကြောဟန်ကိုစစ်ဆေးနေတယ်လို့သိရပါဗျချားဖြန့်လုပ်ငန်းများတိုက်ဖြတ်ရေးအတွက်ပူးတွဲကြိုးပမ်းအားထုတ်မှုများကို မြင့်တင်သွားဖို့တရုတ်မြန်မာထိုင်း ကမ်ဘောဒီးယားလာအိုနဲ့ဗီယက်နမ်စတဲ့6နိုင်ငံ ပူးပေါင်းလှုပ်ဆောင်ဖို့သဘောတူခဲ့ကြတယ်လို့သိရပါဗျ။တရုတ်နိုင်ငံယူနန်ပြည်နယ်ကကူမင်းမြို့မှာဒဝင်ဘာလ14ရက်ကတရုတ်မြန်မာ ကမ်ဘောဒီးယားလာအိုထိုင်းနဲ့ဗီယက်နမ်နိုင်ငံတို့ကတရားဥပဒေစိုးမိုးရေးအေဂျင်စီတွေအစည်းအဝေးပြုလုပ်ခဲ့ကြပြီးသဘောတူခဲ့ကြတာလို့နိုဝင်ဘာလ16ရက်နေ့ကစစ်ကောင်စီကသတင်းထုတ်ပြန်လာပါတယ်။အမေရိကန်ကနေ အွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြန့်တိုက်ဖြတ်ရေးအထူးအဖွဲ့ဖွဲ့စည်းပြီးတရက်အကြာမှာပဲအရှိတောင်အာရှထဲက6နိုင်ငံကလည်းကြားဖြန့်နှိမ်နှင်းရင်းအတွက်ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ခြေလှမ်းစလာတာဖြစ်ပါတယ်။အဲဒီအစည်းအဝေးမှာအွန်လိုင်းလိမ်လည်းကြားဖြန့်တွေကိုတိုက်ဖြတ်ဖို့နိုင်ငံတကာမဟာမိတ်အဖွဲ့ပူးတဲ့တည်ထောင်ရေးအွန်လိုင်းလိမ်လည်းမှုလုတ်ကင်နေတဲ့နေရာတွေရှင်းလင်းဖယ်ရှားရေးနဲ့ပြည်내လွှဲပြောင်းမှုတိုးမြှင့်ပြုလုပ်ရေးစတဲ့အချက်တွေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။မကြသေးမီနှစ်များအတွင်းကလည်းတရုတ်ဟာကမ်ဘောဒီးယားလာအိုမြန်မာထိုင်းဗီယက်နမ်နိုင်ငံတို့နဲ့တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြင့်ခဲ့ပြီးတိသာထင်ရှားတဲ့ရလဒ်များထွက်ရှိခဲ့တဲ့ ထိရောက်တဲ့ရန်နေရာများကိုထူထောင်ခဲ့တာဖြစ်တယ်လို့လည်းတရုတ်ကဆိုထားပါဗျ။ယခုနှစ်အစောပိုင်းကစပြီးတရုတ်မြန်မာနဲ့ထိုင်းနိုင်ငံတို့ကမြန်မာနိုင်ငံမြဝတီမျိုးက လောင်ကစားလုပ်ငန်းများကြားဖြတ်များကိုနှိမ်နှင်းရန်သုံးပွင့်ဆိုင်ညှိနှိုင်းဆောင်ရွက်ရေးရန်နေရာတစ်ခုကိုထူထောင်ခဲ့ပြီးပူတဲ့စစ်စင်ရေးများပြုလုပ်ခဲ့ကတန်တရာတရက်ခန်း9500ကျော်ကိုမြန်မာမှတရုတ်နိုင်ငံကိုလွှဲပြောင်းအနှံခဲ့တယ်လို့တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ဒါအပြင်တရုတ်နဲ့လာအိုရဲတပ်ဖွဲ့ဟာလာအိုနိုင်ငံရဲ့ရွှေတွီးကန်အထူးစည်းဝါးရေးဇုံမှာရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကိုပိတ်မှတ်ထားတဲ့ ပူးတဲစစ်စင်ရေးတစ်ခုပြုလုပ်ခဲ့ပြီးတန်တရာရှိသူ600ကျော်ကိုဖမ်းဆီးရမိခဲ့တယ်လို့လည်းဆိုထားပါဗျ။အမေရိကန်ရဲ့အထူးတပ်ဖွဲ့ကတော့မြန်မာ၊လာအိုနဲ့ကမ္ဘောဒီးယားကတရုတ်ရာဇဝတ်အဖွဲ့တွေရဲ့နောက်ွယ်ကခေါင်းဆောင်တွေကိုအ धिक ဥတီဖော်ထုတ်သွားမယ်လို့အမေရိကန် DC ရှိနေယုံကပြောကြားထားပါဗျ။လက်ရှိမှာတော့စစ်ကော်မရှင်ကထိုင်းမြန်မာနယ်စပ်၊ကရင်ပြည်နယ်ထဲကကြားဖြန့်ယုံတွေရှိတဲ့ KK Pack ထဲကအဆောက်အုံတွေကို ဖောက်ခွဲဖြိုချဖျက်ဆီးတာတွေ ပြုလုပ်နေပါတယ်။အွန်လိုင်းငွေလိမ်ကိန်းတွေကိုအမြင့်ပြတ်ခြေမုံရှင်းလင်းမယ်ဆိုပြီးစစ်ကောင်းဆောင်ကကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ခရီးစဉ်တွင်မှပြောဆိုထားပါတယ်။စစ်တပ်လောက်ခံ BGF ကြီးစိုးနေတဲ့ကဘာကျော် ရွှေကုတ်ကိုကြားဖြန့်ဒုစရိုက်မျိုးတင်နဲ့အခြားမျိုးတင်များကို မစင်စားပဲ KK Pack နေရာကို ကြားဖြန့်နှိမ်နေရေးအတွက်အပိသက်ရှင်းလင်းမယ်လို့မယောင်လိုင်းကကြွေးကြော်နေတာဖြစ်ပါတယ်။ ဝန်ထမ်းအချို့နဲ့ငင်းချမ်းရေးယူထားတဲ့တိုင်းသားလက်နက်ကိုင်းဖွဲ့စည်းတွေအနေနဲ့နိုင်ငံတော်ပေါ်တစ္ဆာစောင့်တိမှုမရှိပဲ၎င်းတို့ရဲ့အကျိုးစီးပွားအတွက်တရားမဝင်ကုန်သွယ်မှုတွေမှာပါဝင်ပတ်သက်နေတယ်လို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ16ရက်နေ့ကမွန်ပြည်နယ်မော်လမြိုင်မြို့မှာရှိတဲ့ဌာနဆိုင်ရာတွေယမိရဖရီနဲ့တွေ့ဆုံစဉ်ပြောကြားခဲ့တာဖြစ်ပါတယ်။ငင်းချမ်းရေးယူထားတဲ့တိုင်းသားလက်နက်ကိုင်းတွေဟာကိုကျိုးစီးပွားအတွက်တရားမဝင်ကုန်သွယ်မှုတွေမှာပါဝင်ပတ်သက်နေကြ ရတင်ရထိုက်တဲ့အခွန်အခတွေမရရှိတာကြောင့်နိုင်ငံအနေနဲ့ထိခိုက်နစ်နာမှုတွေရှိနေတယ်လို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောပါရယ်အခုလိုတရားမဝင်ကုံသွဲမှုတွေဆောင်ရွက်တာဟာနေဆက်ဒေတာမှရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကိုတတ်ဆိုးရှေ့ဆေးမှဖြစ်ပြီးလက်ရှိမှာလည်းနေဆက်ဒေတာမှတည်ငြိမ်အေးချမ်းမှုအားနည်းလာတာကြောင့်တချို့သော နေဆက်ဂိတ်တွေပိတ်ထားရတယ်လို့လည်းသူကပြောပါရယ်ဒါအပြင် ကြားဖြန့်ကိစ္စအပါအဝင်ကရင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုပြည့်ဝအောင်လှုပ်ဆောင်နေသူတွေဟာ ကရင်ပြည်နယ်အတွင်းမှာရှိတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေပဲဖြစ်တယ်လို့စစ်ကောင်းဆောင်ကအပြစ်ဖို့ပြောဆိုသွားပါသေးတယ်။ထိုင်းနိုင်ငံမှာမြေသူမြေဝါဖြစ်ကြောင်းတတ်သိခံလက်မှတ် CI စာအုပ်ကနေနိုင်ငံကုလက်မှတ် PJ ပြောင်းဖို့ဆောင်ရွက်ပေးနေတယ်။မဟာချိုင်း TDCC ရုံးကိုစစ်တပ်ကအကြောင်းပြချက်မရှိဘဲပိတ်သိမ်းလိုက်တယ်လို့သိရပါဗျ။စူဝါဌာနကိုနိုဝင်ဘာလ15ရက်နေ့ကစတင်ကယာယီရဆိုင်လိုက်တာဖြစ်ပြီး ယာယီအချက်အလက်ကောက်ယူရေးဌာနကွယ်ပြန်လည်ဖွင့်လှစ်မဲ့ရက်ကိုပြန်လည်အတည်ပြုကြေညာသွားမယ်လို့ဆိုထားပါတယ်။ဘန်ကောက်အခြေဆိုင်မြန်မာတန်ရရှိရုံကထိုင်းနိုင်ငံရောက်အထောက်အထားမဲ့မြန်မာရွှေပြောင်းလုပ်သားတွေမြန်မာနိုင်ငံသားဖြစ်ကြောင်းတတိခန့်လက်မှတ် CI ကနေနိုင်ငံကူးလက်မှတ် PJ ကို ပြောင်းလဲထုတ်ပေးနေတဲ့ဌာနကွယ်ကိုရက်ကန့်တတ်မရှိရက်ဆိုင်လိုက်တယ်လို့လည်းအတည်ပြုထုတ်ပြန်ထားပါတယ်။လက်ရှိမှာကိုရေးနောက်ကျောင်းစီစစ်မှုတွေပြုလုပ်ပြီး ိုင်ငံကူးလက်မှတ်ထုတ်ယူဖို့ကြံရှိနေတဲ့မြန်မာရွှေပြောင်းလုပ်သားတွေအနေနဲ့မိမိတို့ရဲ့နိုင်ငံကူးလက်မှတ်တွေကိုလာရောက်ထုတ်ယူကြဖို့လည်းအတည်ပြုထားပါတယ်။ထိုင်းရောက်မြန်မာလုပ်သားတွေအနေနဲ့ CI စာအုပ်နဲ့ထိုင်းနိုင်ငံအတွင်းမှာလေးနှစ်နေထိုင်ခွင့်ရှိပြီးတော့လက်ရှိအချိန်ထိ CI အဟောင်းကနေအသစ်ကိုလဲပေးနေဆဲဖြစ်ကြောင်းအခုလိုလှုံ့ဆော်တာဟာအကျန်းဖတ်ဆေးအုပ်စုအနေနဲ့စာအုပ်အနီလို့ခေါ်တဲ့ passport စာအုပ်ပြောင်းကား ထိုင်းနိုင်ငံကနေအခြားနိုင်ငံကိုပြောင်းရွှေ့ခြင်းသူတွေကိုပုံမထိန်းချုပ်တင်းကျပ်လိုတဲ့သဘောရှိကြောင်းထိုင်းနိုင်ငံမှာရှိတဲ့အလုသမားရေးဆောင်ရွက်နေသူတွေကသုံးသပ်ထားကြပါတယ်။